မင်္ဂလာပါဒီနေ့တော့ကျွန်တော်ဖုန်း app လေးတစ်ခုရင်ကျွန်တော်မိတ်ဆက်ပေးခြင်းတယ်တရားလေးကိုကျွန်တော်မိတ်ဆက်ပေးတာတော့ဗျာမိတ်ဆွေတို့ဖုန်းထဲမှာ space ဘလောက်မှမရှိဘူး7 megabyte လောက်နဲ့တခြင်းတွေဖန်တီးလို့ရတဲ့ app လေးဖြစ်တယ်အဲ့တော့ find site နည်းနည်းလေးနဲ့ကျွန်တော်တို့တခြင်းတွေကိုဖန်တီးလို့ရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့အဲ့အဲ့ခါလေးရဲ့နာမည်ကတော့ music creator ဆိုတာလေးဖြစ်ပါတယ်။နောက်အဲ့ရလေးနဲ့ဘာတွေလုပ်လို့ရလဲ၊ဘာသံလေးတွေပါလဲဆိုတာကိုအဓိကထားပြီးကျွန်တော်ပြောပြမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အပေါင်းလေးနှိပ်နေတယ်။အပေါင်းလေးနှိပ်ပြီးတော့ new project ဆိုတာလေးနှိပ်တယ်။မ project နာမည်ပေးပါဗျာ။နောက်ကျွန်တော်ကတော့ကြာဝတ်မစလို့မပေးတော့ဘူး။အဲဒီလိုမျိုးလေးကြာလာပြီ။ကြာလာတဲ့အချိန်မှာကိုကတခြင်းတွေထည့်ခြင်းနေဆိုလို့ရှိရင်ကျွန်တော်ဒီမှာ plug ဆိုတာလေးကိုကျွန်တော်နှိပ်မယ်။တခြင်းမဟုတ်ဘူးပေါ့နော်။တီးတုံးတွေထည့်ခြင်းတာ။အဲ new section ဆိုတာနှိပ်မယ်။ new section မှာ session နာမည်ပေးရင်ပေးပါဗျာ။အဲ ငါကိုကြိုက်တယ်လို့ပေါ့နော်အဲ့မှာ instrument ရွေးမယ် instrument မှာ drum လား audio လားကျွန်တော် instruments ကိုပဲရင်ရွေးမယ်နော်ရွေးလိုက်မယ် create ဆိုတာနှိပ်လိုက်မယ်ပြီးရင်အဲ့မှာ session ဆိုတဲ့ဟာလေးရှိတယ် session ဆိုတဲ့ကျွန်တော်နှိပ်လိုက်မယ်နှိပ်လို့ရှိရင်ဒီမှာကျွန်တော်တို့ alpha လို့ပါလို့ပါလို့ပဲနော် piano လို့လေးကြာလာလိုက်မယ်ကျွန်တော်ဒီမှာတော့အများကြီးကျွန်တော်မလုပ်ပြတော့ဘူးပေါ့နော်ဒါဆိုပီယန်နိုရမယ်ပေါ့နော်အကြမ်းမြင်ထားလိုက်တော့ကျွန်တော်ခေါက်ကလေးတစ်ခုပဲကျွန်တော်ပီယန်ပီယန်နိုခေါက်ကလေးတစ်ခုပဲကျွန်တော်ရေးလိုက်တော့မယ် เนาะတပါးစာကျွန်တော်ရေးလိုက်မယ်เนาะ gcock လေးဖြစ်သွားတာပေါ့เนาะ okay အဲ့တော့ရပြီဆိုရင်ကျွန်တော်ထွက်လိုက်မယ်ထွက်ပြီးွားရင်ကျွန်တော် gcock ကိုကျွန်တော်အဲ့ pno cock ကိုကျွန်တော်ဆွဲပြီးတော့ဩထင်ဆွဲပြီးတော့ကျွန်တော်တို့ဒီအာ fm မှာဆွဲရင်တော့ playlist ပေါ့ဗျာသူကဘယ်လိုခေါ်လဲလားမသိဘူးเนาะအဲ့ဒီထဲမှာကျွန်တော်တို့ထည့်လိုက်လို့ရမယ်เนาะနော်ဘယ်လောက်ရှည်ခြင်းလဲ loop ပြောတာပေါ့နော်လူပတ်ချင်ပတ်လို့ရမှာပေါ့နော်အဲ့တော့ကျွန်တော်က G chord ကြီးပဲထားရတာပေါ့နော်ကျွန်တော် G chord ကြီးပဲထားတာ Okay အပြင် drum လေးထည့်မယ်ဆို plus လေးကျွန်တော်နေမယ် new section ဆိုနေမယ် instrument မှာ drum ဆိုလေးရေးလိုက်မယ် Okay drum ရလာမယ် drum မှာအကိုအစဉ်ပြေသလို drum pattern လေးကိုကျွန်တော်ရေးမယ်နော်ဒါလေးပဲကျွန်တော်ရေးလိုက်မယ်ဆွဲပြီးတော့ထည့်လိုက်မယ် နော်ဘင်းကိုပိုင်ကိုကိုလူပတ်ချင်တော့ပတ်လို့ရမယ်ဖွင့်ကြည့်မယ်ဆိုရင် Okay ပြီးရင်ကျွန်တော် base ထည့်ကြည့်လို့ရမယ်နော် base ထည့်မယ်ဆိုရင် s selection နော် session 3ဖြစ်သွားမယ်ကိုပိုင်ကို base ဆို base ပေါ့ဗျာကြီးပေါ့နော်ကျွန်တော် instruments ပဲခေါ်ရမှာ instrument ပြီးရင် session 3ကိုသွားမယ်ပြီးရင်ဒီဘက်မှာ piano ရိုးပုံလေးရှိတယ် record ကိုမိရတာမသိကြည့်ရအောင်မိသေးတယ်အဲ့အိမ်မှာမှာကျွန်တော်တို့ကနော်အခု plus ကိုနှိပ်လိုက်မယ်အဲ့မှာအများကြီးကြားလိုက်မယ် guitar လားဘာညာ piano မှာဆိုတော့ piano ရှိမှာပါမှတော့ကျွန်တော် bass ပဲယူလိုက်မယ်အဘေးစမှာဘာဘေးစဲเนาะအချိန်တွေအများကြီးကျွန်တော်မပြတော့မှာ slab တွေအများကြီးရှိတယ်ဗျာ7 megabyte နဲ့မိတ်ဆွေ clean လို့ကောင်းတဲ့နေရာလေးတခုဖြစ်တယ်เนาะပြီးရင်ဘာ instrument တွေပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆက်ပြီးကျွန်တော်ပြန် piano ပါတယ်เนาะ percussion organ guitar strings เนาะ brass three spy sings lead နော်ပတ်နော် sound effects တရားစပိုင် okay ဘေးစင်းနိုင်မယ်နော်အမ bass ချဲတဲ့ဟာလုံးမယ်ပြန် add ဆိုလေးကိုကျွန်တော်နှိပ်ရမှာနော် x ဆိုလေးကိုကျွန်တော်နှိပ်လိုက်မယ်နော် okay အဲ့ဆိုလို့ရှိရင် yeah we use this instrument okay ကျွန်တော် bass ရပြီဆွဲထည့်လိုက်မယ်ဖွင့်ကြည့်မယ် နော်ဟိုတီးတာဟာတော့ဗျာအရင်ကြာအောင်မှာဆိုလို့ကျွန်တော်အများကြီးမရှင်းပြတော့ဘောနော်အဲမှာကျွန်တော်မိတ်ဆွေတို့ထဲကျင်တဲ့လောက်ကျွန်တော်တို့ဆက်ထည့်လို့ရအောင်မှာဗောနော်ဘယ်လောက်ထိရမလဲဆိုတော့ကျွန်တော်လည်းမစမ်းကြည့်ဘူးမိတ်ဆွေတို့စမ်းကြည့်ပြီးရင်အဲ instrument ဟိုဘယ်နှ line လောက်ထိရမလဲဆိုတာလေးလည်းကျွန်တော်တို့ comment မှာရေးရေးခဲ့လို့ရပါတယ်နော် string ဆဲလို့ရမယ် string မထည့်ဘူးဗျာမနော် simple နော် 哎、呃，冰，朋友，sound uh, be... fact。啊。 ရှောက်ထည့်လို့ရမှာပေါ့ဗျာ။နော်အဲ့လိုမျိုးလေးကျွန်တော်ရှောက်ထည့်ပြီးတော့ click လို့ရမှာဖြစ်ပါတယ်ခင်ဗျာ။အာကျွန်တော်ဒီနေ့ပြောခဲ့တဲ့ဟာလေးကတော့ကျွန်တော်တို့ music creator ဆိုတဲ့ app လေးဖြစ်ပါတယ်။အဓိကအားဖြင့်တော့ကျွန်တော်တို့ file size နည်းနည်းနဲ့မိတ်ဆွေတို့ဖုန်းထဲမှာထည့်ပြီးတော့သချင်းလေးတွေတီးကျင်တယ်ဆိုလို့ရှင်တီးလို့ရပါတယ်။အဲပြီးတော့လွယ်တယ်ဗျာသိလားနော်။တီးရတဲ့ဟိုသူ့ရဲ့အဲဘယ်လိုပြောမလဲဖွဲ့စည်းပုံကလည်းတော်တော်လေး simple ဖြစ်တယ်လွယ်လွယ်လေးပဲအားလုံးပဲ thank you ပဲအော်ဒီမှာ tempo change လုပ်ရမယ်နော် tempo ကဒီမှာ change လုပ်ရမှာဖြစ်ပါတယ်ဟောပြီးရင်ပြောစရာတခုကြံခဲ့တယ် ကျွန်တော်ဒီကောင်လေးကိုအခုမှ miss လုပ်မယ်ပေါ့ဗျာ miss လုပ်မယ်ဆိုရင် miss ရဲ့ကိုတွန်းလိုက်ဆိုတော့တစ်ခုပဲရှိတယ်ဗျာဆိုတော့ master တစ်ခုပဲရှိတယ်နော် master တစ်ခုပဲရှိရတဲ့အတွက်ကြောင့်သူအဲ့ဟာလေးမှာဥပမာ session 1ဆို session 1ကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးမှဒီမှာနော် mixer လေးပါတယ် mixer လေးမှာမှာကျွန်တော်က change လုပ်မှာလား add လုပ်မှာလားဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်အဲ့မှာမှာနော် channel 1ဆိုဥပမာ kb ဆို kb နော် okay create ဆိုနှိပ်လိုက် နော်အဲဆိုရင်ပြီးတော့မှကျွန်တော်ဒီမှာမေဇာလေးကိုသွားကျင်းမှာ KB တလိုင်းထပ်ရလာမယ်ဥပမာ drum ဆိုလဲ drum ပေါ့ဗျာနော် drum ဆိုလဲ drum နော်နော်အဲထပ်လုံးမယ် drum ဆိုရင် D I U M drum okay အများကြီးတော့ကျွန်တော်မလုပ်ပြတော့ဘူးရင်းကြောင်မှာဆိုလို့နော်ဒီမှာ drum တလိုင်းနဲ့ဟိုဟာရမယ် okay ဖွင့်ကြည့်မယ်ဆိုရင်မှာ drum ကိုပိတ်ချင်တယ်ပိတ်လို့ရပါပြီနော်ဒါ KB ကိုရှင်းချင်း နော်ရှော့လို့ရပါမှာဖြစ်ပါတယ်နောက်တစ်ခုက effect တွေလည်းအများကြီးပါတယ်နော် plus လုပ်လိုက်မယ်နော် compressor EQ chorus volume fader reverse ဥမာ reverse ဆိုရင် reverse မှာနော် block percentage လဲအစားရှိပြင်ဆက်ပြီးတော့ clear လို့ရမှာဖြစ်ပါတယ်အားလုံးပဲ thank you ပါဗျာ